အာနီစလော့ရဲ့လီဗာပူးကိုရူဗင်အမ်မိုရီရဲ့မန်ချက်စတာယူနိုက်တက်အသင်းကဘလို့မျိုးရင်ဆိုင်တုံ့ပြန်သွားမှလဲဒီကနေ့ကတကယ့်ကိုကျွန်တော်တို့စောင့်ကြည့်သွားရမယ့်အနေအထားမျိုးပါမင်္ဂလာပါ United Diary Bank ကိုထုံးကနေပြီးကြိုဆိုပါရစေ။ကဲဒီကနေ့ကျွန်တော်တို့အော်တိုမလ19ရက်နေ့ည မြန်မာစံတော်ချိန်10နာရီမှာဆိုရင်တော့ကျွန်တော်တို့ဒီကနေ့ Super Sunday ရဲ့ Basement ပွဲတစ်ပွဲဖြစ်တဲ့ England Derby ပွဲစဉ်ဖြစ်တဲ့ Liverpool အသင်းနဲ့ United အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကျွန်တော်တို့မြင်တွေ့ရပြီဖြစ်ပါတယ်။ကဲဒီနေ့ညမှာဆိုရင်တော့ကျွန်တော်တို့ဒီဆိုင်ရဆိုင်ရအသေးသေး fan တွေကတော့ချိန်ခုန်စိတ်လို့ရှားနေမယ်လို့ယုံကြည်ပါတယ်။အခုကျွန်တော်တို့ United နဲ့ Liverpool တွေ့ဆုံတဲ့အခြေအနေမျိုးမှာဆိုရင် MV ကွင်းမှာတော့ရောက်ပြီးတော့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်အဲ့တော့ MV မှာတော့ရောက်ရှင်ပြိုင်တိုင်းမှာ United ဒီအမြဲတမ်းဒါကျွန်တော်တို့ဒုက္ခကြုံတွေ့ရလေးရှိတဲ့အနေအထားမျိုးကိုဒီနေ့ပွဲစဉ်မှာခြေဖြတ်သွားနိုင်မလားဆက်လက်ပြီးတော့ဆောင်ကြည့်ပါမှာဖြစ်ပါတယ် United ဒီကျွန်တော်တို့ကြည့်မယ်ဆိုရင်လက်ရှိမှာကျွန်တော်တို့ကနောက်ဆုံး၅ပွဲမှာဆိုရင်သူ့အနေနဲ့ကကျွန်တော်အဲ၃ပွဲနိုင်တဲ့၂ပွဲရှုံးနေပေါ့လီဗာပူးကတော့နောက်ဆုံး၅ပွဲမှာ နှစ်ပွဲပဲနိုင်တယ်သုံးပွဲရှုံးတယ်ဆိုတော့လက်ရှိမှာလီဗာပူးဒီသုံးပွဲဆက်အရှုံးကနေပြန်လဲရုံးထားဖို့ကြိုးစားမယ်အသင်ယူနိုက်တက်ဒီလည်းပုံစံကောင်းတစ်ခုရအောင်ကြိုးစားရမယ်အသင်ပြားတွေအများကြီးရှိနေကြတယ်အဲ့တော့ဒီပြားတွေကြားထဲမှာနီးပြဟူပင်အမ်မိုရီနဲ့လီဗာပူးကိုဘလို့မျိုးတို့ရာရင်ဆိုင်တုံ့ပြန်ပါလဲဒါစဉ်းစားစရာဖြစ်သွားပါပြီအဲ့တော့လီဗာပူးမှာဆိုရင်လက်ရှိပုံပုံစံကောင်းနေရနေတဲ့ဒါကျွန်တော်တို့ဆလာရှိမယ်ဒါပေမဲ့ဆလာဒီလည်းလက်ရှိမှာ သုံးဘက်အရှုံးမှာသူဒီကောင်းကောင်းခြေစမ်းမပြနိုင်တဲ့နေသားမျိုးမှာသူယုံကြည်မှုတွေပျောက်ဆုံးနေတာကျွန်တော်မြင်ရတယ်ပြီးတော့ဒါအလက်ဇန္ဒားအီဇက်ပြီးတော့အာဂီတကီကျွန်တော်တို့ခြေစမ်းပိုင်းတွေကမတိမငြိဖြစ်နေတဲ့အနေအထားမျိုး United ဘလောက်ဘလို့မျိုးဒါကိုအတုံးချမလဲဒါကိုဘလို့ကျွန်တော်တို့ကြော်လွန်ပြီးတော့ကောင်းမွန်အောင်လုပ်ဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ပွဲဆက်မှာ ဘန်ဂျမင်ဇတ်ကိုနှစ်ပွဲဆက်ကိုသွင်းနိုင်တဲ့အနေအထားမျိုးကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့ဘန်ဂျမင်ဇတ်ကိုရဲ့ယုံကြည်မှုတွေဒီအချိန်မှာအမြင့်ဆုံးဖြစ်နေလောက်တယ်ဆိုတော့ဒါကိုမှကျွန်တော်တို့နောက်ကနံပါတ်10ရိုးမှာမေဆမောင်းနဲ့ဘရိုင်ယန်ဘူမိုအတွဲကိုပဲနီးပြဟုတ်ပင်အမော်ရီပွဲထုတ်လာဖို့ရှိနေတာဖြစ်ပါတယ်အဲ့တော့ကွဲလယ်မှာဆိုရင်အဲကက်စမဲရိုနဲ့ဖာနန်ဒက်ကိုပဲကျွန်တော်တို့ပွဲထုတ်လာနိုင်တယ်အဲတစ်ဖက်မှာတော့ကျွန်တော်တို့ဒါဒါလော့နဲ့အမတ်ဖြစ်နိုင်တယ်ဝင်းဘတ်မှာဆိုရင်တော့ နောက်တန်းကတော့ဂျိန်းသေးတယ်ဆိုတော့ delete ro လို့ရှော့ဒီ၃ယောက်ပဲပွဲထွက်လာဖို့များတယ်ကိုသမားကတော့စင်လေးမှာပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာ United ရဲ့3-2အလုပ်ဖြစ်ပါမလားဆက်လက်ပြီးတော့တကယ်ကိုရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ် United ကလီဗာပူးနဲ့ဒါကျွန်တော်တို့ Premier League မှာဆိုရင် ဒါနှစ်30တိုင်တိုင်တွဲဆောင်ခဲ့ပြီအချိန်60တွဲဆောင်ခဲ့ပြီအဲ့တော့ဒီလိုမျိုးအချိန်60တွဲဆောင်ခဲ့ဒါပရီးမီးယားလိဒီတိုင်မှာနော်ကျန်တဲ့ FA ကတ်တွေဒါတခြားတော့လိဂ်ကတ်တွေပြီးတော့ချန်ပီယံလိရှင်မပါသေးဘူးပရီးမီးယားလိဒီတန်နဲ့ပွဲ60ရှိပြီအဲ့တော့ပွဲ60မှာလီဗာပူးအသင်းဒီယူနိုက်တက်အသင်းကိုအတာမရခဲ့ဘူးဒါကပြီးခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့အရာတွေဒီအရာတွေဒီကျွန်တော်တမိုင်းအချက်လက်တစ်ခုအနေနဲ့ပဲကျွန်တော်ပြန်ပြီးတော့ပြောပြပေးတာ ဒီမှာကျွန်တော်တို့ကြည့်မယ်လီဗာပူးတီအန်ဖီမှာအမြဲတမ်းယူနိုက်တက်ကိုဒုက္ခပေးနေကြအတင်းနဲ့ဖြစ်ပါတယ်အဲ့တော့အန်ဖီမှာတွားရောက်ရှင်ပြိုင်ရတဲ့ပွဲစဉ်ကျွန်တော်တို့ဒါကြည့်မယ်ဆိုရင်33ပွဲရှိတယ်ဒီ33ပြိုင်ပွဲဆို33ပွဲပေါ့နော်ပြိုင်ပွဲဆို33ပွဲအန်ဖီမှာတွားရောက်ပြီးတော့ရှင်ပြိုင်ရတဲ့အနေထားမျိုးမှာယူနိုက်တက်ဒီလီဗာပူးအတင်းကိုအရေးနိုင်ခဲ့ရတာဒီ 14ချိန်ရှိပါတယ်။ United ကပြန်ပြီးအနိုင်ရတာဒီ7ချိန်ပဲရှိတယ်။ကျွန်တော်တို့တရေကတော့8ချိန်ထိရှိခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်ပါမယ်။ Liverpool အသင်းနဲ့ United အသင်းတို့ဟာ Anfield မှာတွေ့ဆုံတိုင်းမှာ Liverpool အသင်းဒီအမြဲတမ်းအမြဲတမ်းနိုင်ရရှိတာကိုကျွန်တော်တို့နောက်ပိုင်းဟစ်မှာတွေ့လာရတယ်။ Anfield မှာတော့ရောက်ရှင်ပြိုင်နဲ့ပွဲစဉ်တော်တော်များများမှာအနိုင်မရယူနိုင်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်။နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၅ချိန်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ United အသင်းနေကတစ်ချိန်မဲနိုင်တယ်လီဗာပူးတင်းက၂ချိန်နိုင်တယ်၂ချိန်တရေချထားတယ်အဲ့တော့ပရိသတ်မမီမလားမသိဘူးကျွန်တော်တို့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဒီပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ FA Blah ပွဲစဉ်မှာအာမက်ဒီယာလိုရဲ့နောက်ဆုံးနောက်ကျမိနစ်120 plus 1အနိုင်ကိုနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာအကုန်လုံးရေကုန်စိတ်လို့ရှားပွဲနဲ့ ကျွန်တော်တို့စောင့်ကြည့်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့တယ်။ဒီပွဲစဉ်ကိုအားလုံးမှတ်မိမယ်လို့ထင်ပါတယ်။အဲ့တော့ဒီပွဲစဉ်တစ်ခုသာလေအနိုင်ရရှိပြီးတော့ဒါတော့မှ၄ကို၃ကိုနဲ့ကတ်နိုင်တယ်မိနစ်120ကျော်မှနိုင်တယ်။ကျန်တဲ့ပွဲစဉ်တွေဒီအချက်တကွဲရှုံးနေရတဲ့အရေးကြီးခြားခဲ့ရပြီးခဲ့တဲ့အာကျွန်တော်တို့2025ဇန်နဝါရီမှာနောက်ဆုံးဒါပရီးမီးယားလိ2020-2025ပရီးမီးယားလိပွဲစဉ်ရဲ့ဒုတိယကြိုပွဲစဉ်ရှင်ပန်ကစားတဲ့အခါမှာငကိုးစီတရေရယူနိုင်ခဲ့တာလေ ဖြစ်ပါလက်ရှိ United ရဲ့စိတ်သက်ပိုင်းဆိုင်ရာသည်အနည်းငယ်မြင့်တက်နိုင်ပေလဘူးသည်သည်၃ဘွဲ့ဆက်ရှုံးထားတာဖြစ်တဲ့အတွက်စိတ်သက်ပိုင်းဆိုင်ရာမှာနည်းနည်းလေးပြန်ပြီးယုံထားဖို့လိုနေတဲ့အချိန်မှာအာနီစလော့ရဲ့ Liverpool ကို Ruben Amorim ရဲ့ Manchester United အသင်းကဘလိုမျိုးရင်ဆိုင်တုံ့ပြန်သွားမှလဲဒီကနေ့ကတကယ့်ကိုကျွန်တော်တို့စောင့်ကြည့်သွားရမယ့်အနေအထားမျိုးပါချိန်စာဆိုးကို MV ဂျင်တာဆိုကိုခြေဖြတ်သွားနိုင်မလားဆိုတာကတော့နီးပြဟူပင် MRI ရဲ့နေပြူဟာဒီစကားအများကြီးပြောလာခဲ့ပြီဖြစ်ပါတယ်။အဲ့တော့ဒီညပွဲစဉ်က United အတွက်ကောလီဗာပူးအတွက်ကောအရေးကြီးတဲ့ပွဲစဉ်မှာဘာကြောင့်လဲလီဗာပူးအသင်းဒီအဆင့်နှစ်နေရာကနေပြီးတော့အာဆင်နယ်ကိုလိုက်လံပြီးတော့ဖိအားပေးနိုင်ဖို့အတွက်ဒီပွဲတွေမဖြစ်မနေနိုင်ဖို့လိုတယ်။ Manchester United တင်းရလေသူတို့ရဲ့အဆင့်တွေပို့ပြီးကောင်းလာဖို့အတွက်ဖိအားတွေရုပ်အောက်ကနေရုံးထွက်ဖို့အတွက် basement 6တင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်ကျွန်တော်တို့ big glass 6တင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်ကိုအနိုင်ရယူနိုင်ဖို့လိုတယ်ကျွန်တော် big glass arsenal နဲ့ပွဲစဉ်1-0နဲ့ရှုံးတယ် chelsea နဲ့ပွဲစဉ်2-1နဲ့တော့နိုင်တယ်ဒါပေမဲ့ man city နဲ့ပွဲစဉ်မှာ၃ဂိုးဂိုးမရှိနဲ့ပြန်ပြီးရှုံးနေခဲ့အဲ့တော့အမင်းကြီး၃တင်းနဲ့တွေ့ပြီးပြီနှစ်ပွဲရှုံးတယ်တစ်ပွဲပဲနိုင်ဒီအခြေအနေမျိုးကိုဒီပြဟူပင်အမ်မိုရင်ကျွန်တော်တို့ စောင့်ကြည့်ဖို့လို့လို့စူးစမ်းဖို့လည်းလိုအပ်လာဖြစ်ပါတယ်။ဘာကြောင့်လဲ။ကျွန်တော်တို့အရှိကနေပြတယ်။ဆိုရှာတို့ပြီးတော့မော်ရင်ဟိုတို့ဒီလီဗာပူးရဲ့ပွဲစဉ်ပြီးတဲ့နောက်ပိုင်းလီဗာပူးကိုရှုံးနေပြီးနောက်ပိုင်းမှာထွက်ခွာသွားရတဲ့အစင်လာတွေရှိနေပြီးသားဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာသာနီးပြဟူပင်အမ်မိုရင်လီဗာပူးကိုရှုံးပေးလိုက်ရမယ်ဆိုရင်သိကြတယ်။ Ultra Four ကိုလက်ပြနှုတ်ဆက်ရမယ်အနေထားမျိုးဖြစ်နေတော့ပါတယ်။ဆိုတော့ 地给什么？一定要讲不漏钞票的时候，地给什么？钞票给大奶奶，哎咯，地给任何人口收入下不会上去买尼个的，就例如电价、税那一嘛，阿龙就是收样个，这就出个点希望。